တာမညဒညရဲ့တိတ်ဆိတ်မှုကိုချိုးဖောက်ပြီးထပ်ပေါ်လာခဲ့တဲ့ပေါက်ကွဲမှုကြီးတစ်ခုကတကဘာလုံးရဲ့တမန်းကျောင်းကိုထာဝရပြောင်းလဲပစ်ခဲ့ပြီးမြို့တစ်မြို့လုံးကိုတဆေမြို့အဖြစ်နှစ်ပေါင်းထောင်ကြီးတန်းအောင်တည်ရှိနေစေခဲ့တဲ့ကြောက်မက်ခွေရာဖြစ်ရတစ်ခုရှိခဲ့တယ်ဆိုတာသင်သိပါသလားသင်သိပါသလားဒါကတော့လူသားတွေရဲ့တမိုင်းမှာအစိုးရအဆုံးနျူကလ িয়ার ကပ်ပိတ်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ချာနိုဘိုင်းတဲပေါင်းဖို့ပေါင်ကွဲမှုရဲ့အစပြုခြင်းဆက်လာမှာပဲ။ ဒီနေ့အပိုက်တက်မှာတော့အဲ့ဒီဂျမန်ငယ်နဲ့ညလာဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြန်လည်ကြည့်ရှုသွားမှာဖြစ်ပါတယ်1986ခုနှစ်ဧပြီလ26ရက်နေ့ညတနာ23မိနစ်ဆိုဗီယက်ယူနီယံယူကရိန်းနိုင်ငံက Prepiet မြို့လေးအနီးမှာရှိတဲ့ Vladimir I Lenin Nuclear Swine Insight ယုံမှာ အရာအလုံးကပုံမှန်အတိုင်းပါပဲအဲ့ဒီညမှာစစ်ရုံရဲ့နံပါတ်၄ဒက်ပေါင်းဖော်မှာရှိတဲ့ engineer တွေက safety test တစ်ခုကို ဖြုတ်လုပ်ဖို့စီစဉ်နေခဲ့ကြပါတယ်။ဒီစန်တက်မိုးရဲ့ရည်ရွယ်ချက်ကဓာတ်ပေါင်းဖို့ရဲ့လျှက်စစ်မီရုတ်တရက်ပြတ်တောက်သွားခြင်းအရေးပေါ်ဒီဇယ်ဂျင်နရေတာတွေမစတင်ခင်ကြားကစက္ကန့်အနည်းငယ်အတွင်းမှာဓာတ်ပေါင်းဖို့ရဲ့တာပိုင်တွေကလုံလောက်တဲ့ဆွမ်းအင်ကိုထုတ်ပေးနိုင်ခြင်းရှိမရှိစမ်းသပ်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီစမ်းသပ်မှုဟာအလွယ်လွယ်အချော်ချော်တွေနဲ့ပြည့်နှံ့နေခဲ့ပါတယ်။ စံသက်မှုကိုနေပိုင်မှာပြုလုပ်ဖို့စီစဉ်ခပေမဲ့မမျော်လင့်မညပိုင်အထိရွှေ့ဆန်းခဲ့ရတဲ့အတွက်အတွေ့အကြုံနဲ့တဲ့ညဂျူတီကြတဲ့ဝန်လန်းတွေနဲ့ပြုလုပ်ခဲ့ရပါတယ်စံသက်မှုကိုအញ្ញံပြီးကောက်ချင်းစိမ့်နဲ့သူတို့ဟာဓာတ်ပေါင်းဖို့ရဲ့အရေးကြီးတဲ့ safety protocol အများပြားကိုတမင်တကာပိတ်ပစ်ထဲကြပါတယ်သူတို့မတိခဲ့တာကတော့သူတို့အသုံးပြုနေနေတဲ့ RBMK ထောင်းတရားဓာတ်ပေါင်းဖို့ဒီဇိုင်းမှာအလွန်အန္တရာယ်များတဲ့ဒီဇိုင်းချို့ယွင်းချက်တစ်ခုရှိနေခဲ့တယ်ဆိုတာပါပဲ။ ည9:23မိနစ်မှာတော့စမ်းသပ်မှုစတင်လိုက်ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲဓာတ်ပေါင်း4ရက်မှအချင်းတွေက ထိန်းနိုင်တိုင်းမြထွက်လာခဲ့ပါတယ်။ဓာတ်ပေါင်း4ရဲ့အဖူချိန်ဟာအဆက်မတန်မင်းတက်လာတဲ့အတွက်အရေးပေါ်ရတန်းဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီဒီဇိုင်းချုံုံချက်ကြောင့်ပဲဓာတ်ပေါင်း4ရဲ့ Swan Air ဟာပိုပြီးမင်းတက်သွားခဲ့ပါတယ်။စက္ကန့်အနည်းငယ်အကြာမှာတော့အလွန်အပြင်းနဲ့ပောက်ကွဲမှုကြီးနှစ်ခုဆက်တိုက်ဆက်ပွားပြီးတန်ချင်းတထောင်ကြောင်လေးလနဲ့တပေါင်းဖိုရဲ့အမိုးကြီးဟာ လေထဲကိုလွင့်စင်ထွက်သွားပါတော့တယ်။ဒီပောက်ကွဲမှုကတပောင်းဖို့ရဲ့ဥတိုင်းကိုလုံးဝဖွင့်လင်းပစ်သလားဖြစ်သွားပြီးအလွန်တိတ်ဆိတ်တဲ့မျက်စိနဲ့မမြင်နိုင်တဲ့ရေဒီယိုတက်တီကျွတ်အမှုအမွားတွေဟာကောင်းငင်တဲ့ကိုမိโกလုံးကြီးတစ်ခုအဖြစ်အဆက်မပြတ်ပန်းထွက်ပါတော့တယ်။အရိညာကဆက်ယုံမှရှိခဲ့တဲ့ဝန်ထမ်းတွေကသူတို့ဘာကိုရင်ဆိုင်နေကြမှန်းမသိခဲ့ကြပါဘူး။သူတို့မြင်ခဲ့တာကတော့တပောင်းဖို့ရဲ့အမိုးပေါ်မှာတောက်လောင်တဲ့မိတောင်တွေနဲ့ကောင်းငင်ပေါ်ကထူးဆန်းတဲ့လှပတဲ့တက်တန်ရောင်အလင်းတန်းတွေပါပဲ။ ဒါပေမဲ့အဲ့ဒီအလင်းတန်းတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ထဲကိုထိုးဖောက်ဝင်ရောက်နေတဲ့သေမင်းတမန်တွေထက်ကြောင်သူတို့မသိခဲ့ကြပါဘူး။ကမ္ဘာတမိုင်းရဲ့အမောင်မိုက်ဆုံညတဲ့ညကအခုမှပဲစတင်လာခဲ့ပါတယ်။နောက်လာမယ့်အပိုင်းကိုဆက်လက်ကြီးစုပေးကြပါအောင်နော်။အဆုံးထိကြီးစုပေးလို့ကျေးဇူးတင်ပါတယ်။